ကြောက်ဖြူမျိုးနေကစစ်ကောင်စီလက်လွတ်လိုက်ရတဲ့စခန်းနဲ့ကြေးရွာတွေကိုစစ်ကောင်စီကပြန်လည်ထိုးစစ်ဆင်နေပြီးလေကြောင်းနဲ့ရေကြောင်းတို့ကပါတိုက်ခိုက်နေတယ်လို့သိရပါတယ်။ကြောက်ဖြူမျိုးနေဂုံးချိန်တိုက်နေနဲ့တစ်ပုတ်တောင်တိုက်နေကစစ်ကောင်စီလက်လွတ်ထားရတဲ့ကြေးရွာနဲ့တက်ဆွေးနေရယူခဲ့တဲ့နေရာတွေကိုစစ်ကောင်စီကပြန်လည်ထိုးစစ်ဆင်တာတွေပြုလုပ်နေပြီးလေကြောင်းကလေပုံကျဲတိုက်ခိုက်နေတယ်လို့မြေပြင်ဒေသခံကြောက်ဖြူတည်ရင်မြစ်တယောက်ကနရင်းစရာကိုပြောပါရယ်။ ကုန်းရွှေကြီးရော်ဖက်မှာ အမတ်30နှစ်ရေတက်ရင်ကနေအေးအေးထိမ့်ရှုပ်ထားတဲ့မလွကျွန်းတို့ဖက်ကိုစစ်ကြောင်းထိုးတိုက်ခိုက်နေတယ်လို့သူကဆက်ပြောပါတယ်။တစ်ပုတ်တောင်တိုက်နေမှာလေအရခတက်တော်အေးအေးထိမ့်ရှုပ်ထားတဲ့ဖောက်ရှောင်းနဲ့စီမော်ဖက်ကိုတညောင်းရီရေတက်ဌာနရှုပ်အပါဝင်နောက်ထပ်စစ်ကောင်စီတပ်ဖွဲ့ဝင်အများပြားကစစ်ကြောင်းထိုးပြီးနေပြည်တော်ကလေစစ်တပ်နဲ့တွေနဲ့ပြစ်ခတ်နေတယ်လို့နောက်ထပ်စီရေးတရေမြစ်တယောက်ကနရင်းစရာကိုပြောပါတယ်။ လက်ရှိအေအေထိန်းချုပ်ထားတဲ့နေမြေတွေထေကမလကျွန်းပြင်ရှိလက်ခမောဥကင်းကျက်တိန်တပြူတောင်စီမောဖောက်ရှောင်းစားရဲ့ကြီးရော်တွေဟာစစ်ကောင်စီရဲ့လေကြောင်းနဲ့ရေကြောင်းတို့ကပြစ်ခတ်တာကိုခံနေကြရတာပါ